မြို့ပြနဲ့အလံဝေးတဲ့အေယာဝတီတိုင်းဒေသကြီးအတွင်းရှိကျေးလက်ဒေသတွေမှာလေယာလုသားရှာပါမှုကို အခုနှစ်မှာအဆိုးအဝါဆုံးဖြစ်ရင်ဆိုင်နေကြရတယ်လို့သိရပါဗျ။မြို့ပြနဲ့အလံဝေးတဲ့ကျေးလက်ဒေသတွေမှာဒေသကိုဆုံပြီးမြို့ကြီးတွေထံအပြီးသွားရောက်အလုလုကန်နေကြတဲ့အတွက် လေယာလုသားတွေရှာပါမှုမြင့်တက်လာကပြိုးထောင်ဆိုင်ပြိုးရတဲ့အနှိမ့်ပိုင်းလေယာမြေတွေမှာလေယာလုသားရှာပါမှုကဆိုးဝါးစွာကြုံတွေ့နေရတာဖြစ်ပါတယ်။ ကျုံမငင်းမြို့နယ်ရှိတောင်သူဦးကျော်ဝင်းကအနိုင်လေရီမှာပြိုးထောင်ဆိုင်လို့သာရပြီးပြိုးကျဲဆိုင်ဖို့အဆင်မပြေတဲ့အတွက်အခုနှစ်မှာလှုပ်သားရှားပါတာအဆိုးအဝါဆုံးဖြစ်နေကရွာထဲမှာတည်းမကပဲအနီးနားရွာတွေမှာပါလူလိုက်ခေါ်နေတဲ့အတွက်တရားမှမရသေးဘူးလို့ပြောပါတယ်။လေယာလှုပ်သားတွေကိုငှားရတဲ့အခါမှာငွေကြိုးထုတ်ပေးထားတဲ့လေသမားတွေတောင်အလွန်ဆုံးရမှ9ရောက်လောက်သာရှိနေတယ်လို့သိရပါတယ်။ မြို့ပြနဲ့နှီးဆက်တဲ့ကျေးလက်ဒေသရှိလေယာဉ်လုပ်ငန်းတွေမှာလုံသားတွေခေါ်ယူလို့ရရှိနိုင်ပေမဲ့လုံသားကဈေးကြီးမှုတွေကိုကြုံတွေ့နေကြရပါတယ်။လက်ရှိမှာလုံသားရှားပါနေတဲ့အတွက်အချို့လေသမားတွေဟာမြို့ပေါ်မှာတွားရောက်အလုပ်လုပ်ကင်နေကြရသူတွေကိုအကူအညီလိုက်တောင်းရတာတွေရှိတယ်လို့သိရပါတယ်။အဲ့ဒီလိုအကူအညီတောင်းရတာကြောင့်အရင်ကတရက်2000-3000ဒါသာပေးရချိန်မှာအခုအခါအလုပ်တွေဖြတ်ပြီးရွာပြန်လာရတဲ့အတွက်အနည်းဆုံး3000ကနေ9000လောက်အထိပေးနေရတယ်လို့ဒေသခံတောင်သူတွေကဆိုပါတယ် စိုက်ပျိုးမြေ area များပြားလာတဲ့ ARR တိုင်းဒေသကြီးအတွင်းလေယာလုသားတွေရှာပါမှုကိုဖြည့်ရှင်းနိုင်မှုအတွက်အစိုးရပိုင်းနဲ့ပုဂ္ဂလိကကုမ္ပဏီတွေက လေယာသုံးစက်ကရိယာတွေကိုအငှားစနစ်နဲ့လိုက်လံဆောင်ရွက်လုပ်ကိုင်ပေးနေပေမဲ့အရေးအတွက်အနေပါနေသေးပါတယ်။ဒါအပြင်တဘာဝလေယာမြေစနစ်ကနေစနစ်ကျလေယာမြေစနစ်ကိုကူးပြောင်းနိုင်မှုအားနည်းနေတာတွေကြောင့်ကျေးလက်ဒေတာအများစုမှာလေယာလုသားရှာပါမှုနှိမ့်စင်ပုံမှုကြုံတွေ့လာနေရတယ်လို့သိရပါတယ်။